မင်္ဂလာပါရှင်မြန်မာ story hot channel ကကြိုဆိုပါတယ်ဒီနေ့မှာစက်ကြီးစေပွဲကနေမိဆက်တော်အကြောင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်တရရောခါကဝိဒေဟရတိုင်းမိထီလာပြည်ကြီးမှာမကဒေဝမင်းစိုးစံပါတယ်အဲ့ဒီမင်းဟာတရားတော်မှာမွေးရောတဲ့အတွက်ကြောင့်အသက်ကြီးရင်ပြီးစပင်ဖြူလာရင်တော့ယဟန်ပြူပြီးတောထွက်မယ်လို့ဆုံးဖြတ်ထားပါတယ် ။သပင်မုတ်စိတ်တို့ကို ပြုပြင်ပေးတယ်။စတာတွေကိုမိမိရဲ့သပင်ဖြူလာရင်ရှောက်ထားဖို့အတွက်မှာကြားထားပါတယ်။ဒီနေ့မှာတော့စတာတွေဟာမင်းကြီးဦးကောင်းမှာသပင်ဖြူတပင်ကို တွေ့မြင်ခဲ့ပါတယ်။အဲဒီခါအရှင်မင်းကြီးဦးကောင်းတော်၌သပင်ဖြူတပင် တွေ့မြင်ပါသည်ဟုရှောက်ထားပါတယ်။မင်းကြီးလည်းသားတော်အရှင်မင်းကိုထိနှံပေးအပ်လိုက်ပါတယ်။မိမိနီတူသပင်ဖြူကိုမြင်တွေ့လျင်တောထွက်ပါဟု၍ မှာကြားခဲ့ပါတယ်။အဲဒီနောက်ဒီနန်ကိုစွန့်ပြီးယဟန်ပြု၍တောထွက်သွားပါတယ်။အဲဒီလိုตาမြင့်မြင့်အဆက်ဆက်တို့ဟာဒီနန်ကိုစိုးစံကြပါတယ်။စပင်ဖြူတဲ့အခါမှာတောထွက်ကြပါတယ်။အဲဒီမကဒေဝမင်းကနေဒီ၈3,1969ဘာမြောက်တဲ့မင်းဟာမိထီလာပြည်မှာဆက်လက်စိုးစံပါတယ်။အဲဒီမင်းမှာနေမီကူမာရာအမည်ရှိရဲ့သားတော်တစ်ပါးရှိပါတယ်။နေမီမင်းသားဟာ ငငယ်ရွယ်စဉ်ကစပြီးအလှပေးပါတယ်။တိလာဆောက်တည်ပါတယ်။ရှေ့စင်းလာတိုင်းမဲခမဲတော်စပင်ဖြူတဲ့အခါမှာ တော်ထွက်ပါတယ်။အဲဒီခါနေမိမင်းသားဟာထီနန်းကိုစက်ခံရပါတယ်။နေမိမင်းဟာတိုင်းပြည်ကိုမင်းကျင်တရားနဲ့အညီအုပ်ချုပ်ပါတယ်။အဲဒီပြင်မြို့တကားလေးခုနဲ့မြို့လယ်တို့မှာအလှမန်းတပ်၅ခုစောက်ပါတယ်။အလှမန်းတပ်တစ်ခုစီမှာအတပြားတသိန်းကျစီနဲ့အတပြား၅သိန်းကိုနှိစင်ပေးလှူပါတယ်။ ငါးပါးသီလကိုအမြဲဆောင်ထင်းပြီးရောဥပုပ်ကိုလည်းလာဖြေလာခွေနေတိုင်းစောက်တည်ပါတယ်။တိုင်းသူပြည်သားတို့ကိုလည်းကုသိုလ်ကောင်းမှုပြုဖို့အတွက်တိုက်တွန်းပါတယ်။မြင်မိမင်းရဲ့အဆုံးအမကိုနိုင်ယူကြသူတွေဟာ ကွယ်လွန်တဲ့အခါမှာနတ်ပြည်ကိုရောက်ကြပါတယ်။အဲဒီအခါနတ်ပြည်မှာနတ်ဦးကြီးတိုးပွားစီကားလာပါတယ်။ငရဲတီကတော့6ကတ်နေပါတယ်။ဒီနေ့မှာနေမိမင်းကြီးဟာ အလှပေးခြင်းနဲ့တိလဆောက်တည်ခြင်းမှာဘေဟာကပိုပြီးအကျိုးကြီးကြောင်းစဉ်စားတွေးတော့ကဆုံးဖြတ်မရနိုင်အောင် ရှိနေပါတယ်။အဲလိုတွေးကြံတာကိုတရားမင်းသိရှိတဲ့အခါမှာတော့လူပြည်ကိုစဉ်သက်လာပါတယ်။နေမီမင်းကြီးရဲ့ရှေ့မှာကိုထင်ပြပြီးအရှင်မင်းကြီးအလှပေးခြင်းနဲ့တိလဆောင်ခြင်းကပို၍အကျိုးကြီးပါတယ်လို့ဟောပြောပါတယ်။အဲဒီနောက်တော်ရင်းသားနဲ့ပြည်ကို ပြန်ကြွသွားခဲ့ပါတယ်။ အဲ့ဒီအကြောင်းကိုတာရင်းသားနတ်ဒီမှာရှိရဲ့နတ်တွေသိရဲ့အခါမှာနေမိမင်းကြီးကိုဖူးတွေ့လို့တဲ့ဆန္ဒတွေဖြစ်ပေါ်လာပါတယ်။အဲ့ဒီလိုနဲ့နေမိမင်းကြီးကိုနတ်ဒီကို ပင့်ဆောင်ပြသပါရန်တရားမင်းအားတောင်းပန်ကြပါတယ်။တရားမင်းကလည်းနတ်တို့အလိုကိုလိုက်ရောပြီးမာတလိနတ်သားကို နေမိမင်းကြီးကိုပင့်ဆောင်လို့ဟူ၍စေခိုင်းခဲ့ပါတယ်။မာတလိနတ်သားဟာတိန်တော်မြင့်တထောင်ကတဲ့ဝီဇနီယာယထာနဲ့နေမိမင်းကြီးကို လာရောက်ခေါ်ပါတယ်။ မိတီလာပြည်သူတွေဟာအံ့ဩပြီးရင်သက်ရှူမော ကြည်ရှုကြပါတယ်။မတလီဟာနေမင်းမင်းကြီးကိုပင့်ဖိတ်ပါတယ်။မင်းကြီးကလည်းနှက်ပြီးကိုမရောက်ဘူးတဲ့အတွက်ဝမ်းမြောက်ဝမ်းသာလက်ခံလိုက်ပါတယ်။ပြည်သူတွေနဲ့နန်းနှင်းနူနန်းနှင်းသားတွေကိုမကြမီမှာငါပြန်လာခဲ့မယ်ကုသိုလ်ကောင်းမှုတို့ကိုသာမမေ့မလျော့ပဲပြုကြပါဟု၍မှာကြခဲ့ပါတယ်။အဲဒီနောက်ဝေဇနီးယားယထာဘော်ကိုတက်ပြီးလိုက်ပါသွားပါတော့တယ်။မတလီက အရှင်မင်းကြီးငရဲလန်းနဲ့နတ်လန်းဟူ၍လက်နှစ်သွဲရှိပါတယ်။မြည်သည့်လန်းကဖြတ်တန်းသွားလိုပါသနည်းဟူ၍မေးမြန်းပါတယ်။ငယ်မိမင်းကြီးကနတ်ပြည်ကိုသာမကငရဲပြည်ကိုလည်းမမြင်ဘူးတဲ့အတွက်နှစ်ဌာနစလုံးကိုကြည့်လိုသဖြင့်နှစ်လန်းလုံးကို ဖြတ်တန်းသွားခြင်းပါတယ်လို့ဆိုလိုက်ပါတယ်။အဲဒီခါမှမတလီဟာရှေးဥစွာဝေဇနယယထာကိုငရဲလန်းကိုရှေးရှုမောင်းနှင်ပါတယ်။ငရဲပြည်မှာရှိရဲ့ငရဲအမျိုးမျိုးကို ကြတာပေးပါတယ်။ငရဲတွေမှာခံရတဲ့သူတွေဟာမိတ်လျံတောက်နေရဲ့တန်ဆူးကျိန်ရွယ်လို့ဖြင့်ဖုံးအုပ်ထားတဲ့မြစ်တွင်းမှာပြေးပေါက်မရှိကူးခတ်နေရပါတယ်။အချို့ကတော့စင်ကောင်လောက်ကြီးရဲ့ငရဲခွေးကြီးရဲ့ကြိုက်စားခြင်းကိုခံနေရပါတယ်။တချို့ကတော့တကူလုံးမီလျံနေတောက်လောင်ပြီးရေရဲတောက်နေရဲ့တံမြေပြင်မှာပြေးလွှားနေကြရပါတယ်။အချို့ကတော့ကျင်းနီရေတို့ပပွက်ဆူးနေတဲ့ကျင်းနီအိုးတွေကိုပြစ်ချခံနေကြရပါတယ်။ နေရခံရသူတို့ဟာမိမျိုးစုံနဲ့နှိပ်စက်ခံနေကြရပါတယ်။သူတို့ဟာအတိတ်ဘဝကမကောင်းမှုတွေပြုခဲ့ကြသူတွေဖြစ်ကြပါတယ်။ပြုခဲ့တဲ့မကောင်းမှုလားမိမျိုးမျိုးနဲ့အငင်းစဲခံနေကြရခြင်းဖြစ်ပါတယ်။ငရဲမျိုးမျိုး ပြပြီးရဲ့နောက်မာတလိနတ်သားဟာနေမိမင်းကြီးကိုနတ်ပြည်ကိုခေါ်ဆောင်သွားခဲ့ပါတယ်။နတ်သားနတ်သမီးတို့ဆန်ရပုံပိမှန်မျိုးမျိုးကိုကြားတာပါတယ်။နတ်ပုံပိမှန်မှာရှိတဲ့နတ်သားနတ်သမီးဟာ အတိတ်ဘဝကကုသိုလ်ကောင်းမှုတွေပြုခဲ့ကြသူတွေဖြစ်ပါတယ်။ပြုခဲ့တဲ့ကောင်းမှုအလိုက်အမျိုးမျိုးသောနတ်စည်းစိမ်ချမ်းသာတို့ကိုပျော်ရွှင်စွာခံစားနေကြရပါတယ်။နေမီမင်းကြီးဟာနတ်ဒီမှာနတ်သားနတ်သမီးတွေဟာဗိမာန်အမျိုးမျိုးမှာနတ်စည်းစိမ်ကိုခံစားနေကြရတာကိုတွေ့ခဲ့ရပါတယ်။နဘုံမိမ့်မှန်တွေကိုနေမိမင်းကြီးနဲ့မတလီတို့ကတစ်ခုပြီးတစ်ခုကြည်နေကြရကနေအချိန်အတော်ကြာသွားခဲ့ပါတယ်။ တာရိန်သာနတ်ပြည်ကနတ်သားတို့ဟာစောင့်မျှော်နေကြရပါပြီ။အဲဒီခါမှာတရားမင်းကအထောက်သောဇဝနနတ်သားကိုထပ်မံစေလွှတ်လိုက်ပါတယ်။နေမီမင်းကြီးလည်းအချိန်မဆိုင်တော့ပဲအရက်လေးမျက်နှာမှာရှိရဲ့ကြံပုံပိမှန်တွေကိုလမ်းမျှော်ကြည့်ပြီးတာရိန်သာနတ်ပြည်ကိုဆက်လက်လိုက်ပါလာခဲ့ပါတော့တယ်။တော်ရင်သာနတ်ပြည်ကိုနေမင်းမင်းကြီးဆက်ရောက်လာတဲ့အခါမှာတော့စောင့်မျှော်နေတဲ့နတ်တို့ဟာချက်ထားဘေးဝဲရာမှစီကြိုကြပါတယ်။ တရားမင်းကလည်းမိမိမင်းကြီးကိုခီးဥကြူပြုပါတယ်။ပလင်၌ထိုင်မှုအတွက်နေရာပေးပါတယ်။တရားမင်းကနေမိမင်းကြီးအားအရှင်မင်းကြီးတာရင်းသာနတ်ပြည်၌နေတဲ့နတ်စည်းစိမ်တို့ကိုစံစားတော်မူပါလို့ဖိတ်ကြားပါတယ်။နေမိမင်းကြီးကလက်မခံပါဘူး။အရှင်တရားမင်းသူတစ်ပါးပေးသဖြင့်ရရှိသောစည်းစိမ်ချမ်းသာဟာငှား၍စီးသောရှင်ရထားနဲ့တူပါတယ်။ငှား၍အသုံးပြုတဲ့ပစ္စည်းဥစ္စာနဲ့တူပါတယ်။ ကျွန်ုပ်လိုမရှိပါဘူးမိမိကိုယ်တိုင်ပြုတဲ့ကုသိုလ်ကောင်းမှုသည်သာမိမိကိုယ်ပိုင်ပစ္စည်းဥစ္စာဖြစ်ပါတယ်ကျွန်ုပ်လည်းကိုယ်ပိုင်ပစ္စည်းဥစ္စာကိုသာ အလိုရှိပါတယ်လူပြည်ကိုပြန်ပြီးကိုယ်ပိုင်ပစ္စည်းဥစ္စာဖြစ်တဲ့ကုသိုလ်ကောင်းမှုတွေကို ကိုယ်တိုင်ပြုပါမယ်လို့ပြန်လဲပြောကြပါတယ်အဲဒီနောက်မိမိမင်းကြီးလည်းနတ်အပေါင်းအားတရားဟောပါတယ်တရားဟောတဲ့အခါမှာကိုယ်နှုတ်နှလုံးဆောင်းစည်းခြင်းနဲ့ကောင်းကျိုးချမ်းသာရနိုင်ပါတယ် ကုသိုလ်ကောင်းမှုပြုခြင်းဖြင့်စိတ်ရောကိုယ်ပါချမ်းသာနိုင်ပါတယ်လို့ထည့်သွင်းဟောပြောခဲ့ပါတယ်။မေမီမြင့်ကြီးဟာနေဒီမှာခုနှစ်ရက်နေထိုင်ပြီးရဲ့နောက်လူပြည်ကိုပြန်လာခဲ့ပါတယ်။မတလီကပင်ဝေဇန်နီယာယထာနဲ့ပြန်ပို့ပေးခဲ့ပါတယ်။မေမီမြင့်ကြီးပြန်ရောက်လာတဲ့အခါမှာမိတိလာပြည်သူတွေဟာဝမ်းမြဝမ်းသာစုယုံလာကြပါတယ်။အရှင်မင်းကြီးနေပြည်ကမိတို့ပါနီဟူ၍မေးမြန်းကြပါတယ်။ နေမင်းမင်းကြီးလည်းတရားမင်းနဲ့နှစ်တို့ရဲ့စီစဉ်ချမ်းသာကိုချီးကျူးပြောပြပါတယ်။အဲ့လိုပြောရာကနေသင်တို့ဟာ အလှပေးခြင်းစတဲ့ကုသိုလ်ကောင်းမှုကိုပြုကြပါ။နှစ်ပြည်ကိုမလွဲမသွေရောက်ကြပါလိမ့်မယ်လို့ဟောကြားဆုံးမတော်မူပါတယ်။နှစ်တန်းကြတဲ့အခါမှာတော့နေမင်းကြီးရဲ့ဥကောင်းမှာသပင်ပြူပေါက်လာခဲ့ပါတယ်။အဲ့ဒီအခါနေမင်းကြီးလည်းသားတော်ကာလာယဇနကအားထီနန်လွှဲအပ်ပေးလိုက်ပြီးယဟန်ပြူ၏ တောထွက်သွားပါတော့တယ်။သားတော်ကာလာယဇနက်ကမင်းလက်ထက်ကိုရောက်တဲ့အခါမှာတော့စပင်ဖြူဝင်မယ်လေ။ရဟန်းမပြူတောမထွက်တော့ပါဘူး။အဲ့ဒီမှာပဲမင်းမျိုးမင်းစဉ်ဆက်တောထွက်ခြင်းအစဉ်လာလဲပြတ်သုံးသွားပါတော့တယ်။ဇပောင်းတဲ့အခါမှာတော့နေမိမင်းကြီးဟာဂေါရမဖျားရှင်။တကြာမင်းဟာအရှင်နုရုဒ္ဓမာတလိညတာဟာအရှင်အာနန္ဒာဖြစ်လာကြပါတယ်။ဒီနေမိဇတ်တော်မှာတော့ဂေါရမဖျားရှင်ဟာဌာနပါရမီနဲ့ နေကမ်းမာပါရမီတို့ကိုခြေစည်းခဲ့ပုံကိုသိမြင်နိုင်ပါတယ်